ခကြမ်းကြမ်းအတူနေတဲ့သူများအတွက်အထူးတည်ထားဖို့ကွန်ဒွန်ပေါက်ပြဲသွားရင်ဘာတွေဖြစ်နိုင်တယ်လဲဘာတွေဆက်လုပ်ရမလဲဘယ်လိုကာကွယ်ရမလဲဆိုတာတင်ဆက်ပေးခြင်းပါတယ်ဒီလိုအဖြစ်အပျက်တွေဟာအမြဲတမ်းဖြစ်နေကြကိစ္စတွေမို့ထူးဆန်းတာတော့မဟုတ်ပါဘူးဒါဝိမဲ့လေလူဆိုတာကတခုခုထိမ့်လန့်စရာပေါ်လာရင်ချိန်မကန်မိလက်မကန်မိဖြစ်တတ်တာတဘာဝဖြစ်ပါတယ်ဒါကြောင့်မော်တော်တဆဆိုးသလိုလိန်ဆက်ဆံနေလို့အဆုတ်ပြဲသွားခဲ့ရင် ်ဘာလို့တင်တယ်လဲဆိုတာတင်ဆက်ပေးခြင်းပါတယ်အရင်ဆုံးအခြေအနေကိုတေချာလေ့လာကြည့်ပါကိုနှုံးပေါက်ပြဲသွားတာတိတာနဲ့ချက်ချင်းထုတ်ပြီးအစ်စ်တစ်ခုလဲပါ အစုကလိန်နာပေါ်မှာမကြံနေပဲမိမကူတွင်းမှာညက်ကြံနေခဲ့ရင်ဂယုဆိုင်ပြီးဆွဲထုတ်ပေးပါတုံမလုတ်ခင်ပေါက်ပြဲသွားရင်လဲလိုက်ယုံနဲ့အဆင်ပြေပြီမဲ့တုံလုတ်ပြီးမှတိတာဆိုရင်တော့နည်းနည်းဂယုဆိုင်ဖို့လိုပါတယ်မင်းကလေးအနေနဲ့ညံဆုံးလှုပ်တဲ့နာကတော့အင်းသာတဲ့ကိုအမြန်ဆုံးဝင်ပြီ ထိုင်ချလိုက်ပါအထဲမှာရှိနေတဲ့ကုတ်ရည်တွေ အပြင်းပြန်ထွက်လာအောင်မင်းမကူကျွတ်သားကို ဖြည်းဖြည်းချင်းညှစ်ကြည့်ပါပြီးသွားရင်အိမ်သားထဲမှာထိုင်နေရင်းနဲ့ပဲစီးအမြန်သွားလိုက်ပါအ ਨੇ စုံမင်းမကူမှာကတ်ကြံနေတဲ့တုတ်ရည်တွေ စီးနဲ့အတူထွက်သွားမှာဖြစ်ပါတယ်ရေအမြန်ချိုးပါ ရေပန်းနဲ့မင်းမကူအတွင်းတိချလေးစီကြော်ပေးပါရာရနာတွေမဖြစ်စေဖို့ရည်ရင်းနဲ့ပဲစီကြော်တင်ပါတယ်လက်နဲ့ထိုးတာ ပစ္စည်းတစ်ခုခုထိုးထည့်ပြီးစေကြောတာမျိုးတွေမလုပ်သင်ပါဘူး။လိုသင့်တာတွေအကုန်လုပ်ပြီးသွားရင်တော့စိတ်ပူတက်ကြတဲ့အရာနှစ်ခုကကိုယ်ဝင်နဲ့လိမ္မာတဆင့်ကုစိတ်ယောဂါတွေဖြစ်ပါလေ။အဆွတ်သုံးထားတာမှန်ပြီမဲ့ပေါက်ပြဲသွားတဲ့အခါအแทမှာတူလောင်ထားတဲ့တုတ်ရည်တွေအပြင်ကိုထွက်လာနိုင်လို့ဖြစ်ပါလေ။ကိုယ်ဝင်အတွက်ကကိုယ်တိုင်တားဆီးပုံမှန်တောက်ထားရင်ပြည်တနာမရှိပေမဲ့ဘာတားဆီးမှမတောက်ထားဘူးဆိုရင်တော့အရေးပေါ်တားဆီးတောက်ဖို့လိုအပ်ပါလေ။ အရေးပေါ်တားဆီးကို စေးဆိုင် စေးကောင်းတွေမှာအရွယ်တကူဝယ်လို့ရပြီ82နှစ်နာရီအတွင်းတောက်ပေးဖို့လိုပါတယ်24နှစ်နာရီအတွင်းဆိုရင်ကိုယ်တားပေးနိုင်တဲ့အာနိသင်အမြင့်ဆုံးအချိန်မှာရှိပါတယ်ရာသီထိန်သွားရင်တော့စီးစစ်တာနဲ့စစ်ကြည့်လို့ရပါတယ်တလနောက်ပိုင်းမှာစီးရင်တော့အပြေမှန်ထွက်ဖို့ပုံများပါတယ်လေမတ်တဆင်ယောဂံကူးဆက်အောင်ကာကွယ်ဖို့ဆိုရင်တော့ထိုးသွင်းခံရတဲ့နေရာတွေမင်းမကူစိုးပစက်စသည်တို့ကို ကြံကြံတန်းတန်းတန့်ရှင်းရတော့မလုပ်ပါနဲ့စပ်ပြအပြင်းစားတွေမတုံးပါနဲ့အရေးပေါ်အနေနဲ့တောက်လို့ရတဲ့ BBC တွေကိုစေးရုံမှာဆီအောင်ရဲ့ခွင့်ပြုချက်နဲ့ဝယ်တောက်လို့ရပါတယ် BBC ကတစ်ချိန်တည်းတောက်ရတာမျိုးမဟုတ်ပဲအနည်းဆုံး28ရက်အထိမပြတ်မကွက်တောက်ပေးရတဲ့အရေးပေါ် HIV ကာကွယ်ဆေးဖြစ်ပါတယ်လေးဆက်ဆာမီ3လကြာတဲ့အခါကို့မှာလိမ္မာတဆင့်ယောဂါတွေကူးစက်ခံရခြင်းရှိမရှိသွေးစစ်ကြည့်ရင်အဖြေပေါ်မှာဖြစ်ပါတယ်လေးဆက်ဆာမီနောက်ပိုင်းမှာ တမတာလာတာနောက်ကျနေတာအင်ပြင်းထတာအည်ပြားရရန်တာလေကာကနေပုံမှန်ဖုတ်တဲ့အည်တွေစိတ်ထွက်လာတာစီးသွားနေစဉ်ပူဆက်ပူလောင်ဖြစ်တာအဖျားတက်တာပါဇက်မှာအနာပေါက်တာစတဲ့လက္ခဏာတွေတွေ့ရင်တော့ဆရာဝန်နဲ့အများဆုံးပြကြည့်တာအကောင်းဆုံးဖြစ်ပါတယ်။နောက်ပိုင်းမှာလင်းဆက်ဆာနေတော့အဆွတ်ပေါက်ပြဲသွားတာမျိုးမဖြစ်စေဖို့ကိုယ့်ပစ္စည်းနဲ့တော်တဲ့အရွယ်စားကိုတေချာရွေးဝယ်တင်ပါတယ်။အရွယ်စားမတော်တဲ့အခါ အလွယ်တကူပေါက်ပြဲတာဆက်ဆံနေကျွတ်ထွက်တာမျိုးဖြစ်တတ်ပါတယ်။ရက်လွန်နေတဲ့အဆုတ်ကိုအသုံးမပြုပါနဲ့။အဆုတ်ကို ဖောက်တဲ့အခါတွားနဲ့ကြိုက်မဖောက်ပါနဲ့။ကတိဒါအသုံးမပြုပါနဲ့။ချောစီရွေးတဲ့အခါရေကိုအခြေပြုတဲ့ချောစီကိုပဲရွေးပေးပါ။အဆုတ်နှစ်တက်ခါနာမျိုးလည်းမလုပ်ပါနဲ့။အလွယ်တကူပေါက်ပြဲသွားရင်အကာအကွယ်မသုံးမလုံလောက်တဲ့ဘာမှမထူချားပါဘူး။ကြမ်းကြမ်းတန်းတန်းလေးဆက်ဆံတဲ့အပြုတ်မှုတွေတတ်နိုင်သလောက်ရှောင်ကျဉ်ကြပါ။ ဆက်လက်ပြီးတော့ရည်ရွယ်ဖြင့်ရေချိုးခြင်းဖြင့်ရရှိနိုင်သောအကျိုးကျေးဇူးတွေကိုလေ့လာကြည့်အောင်လူတိုင်းရေချိုးကြပါလေရေချိုးတာကအနတ်အသက်တွေကြီးညော်တွေကင်းစင်ဖို့အတွက်ပဲမဟုတ်ပါဘူးဂျမားရေးအတွက်လည်းအကျိုးကျေးဇူးများစွာရှိနေပါလေအဲ့ဒီထဲကမှရည်ရွယ်နဲ့ရေချိုးခြင်းဖြင့်ရရှိမဲ့အကျိုးကျေးဇူးတွေကိုတင်ဆက်ပေးမှာဖြစ်ပါလေနံပါတ်1အိပ်ပျော်စေခြင်းအိယံဝေကာနီမှာရည်ရွယ်နဲ့ရေချိုးခြင်းဟာခန္ဓာကိုယ်ကကြွတားတွေနဲ့ အုံနောက်ကိုဖြေလျော့စေပါလေကျွတ်သားများများများဖြေလျော့လေတင်ကောင်းကောင်းအစ်ပျော်လေဖြစ်ပါလေနံပါတ်၄စိတ်ပြစည်းမှုညော်နေစေခြင်းရင်နှွေးနဲ့ထိတွေ့လိုက်တဲ့အခါမှာခန္ဓာကိုယ်ကရှစ်ချော့ပရိုတင်းဆိုတဲ့ပရိုတင်းတစ်မျိုးထုတ်လုပ်ပါလေအဲဒီပရိုတင်းဟာစိတ်ပြစည်းမှုဖြစ်တဲ့အချိန်မှာထွက်တဲ့ပရိုတင်းဓာတ်ဖြစ်ပါလေရင်နှွေးနဲ့ရေချိုးခြင်းဟာခန္ဓာကိုယ်ကိုစိတ်ပြစည်းမှုတံကိုခန္ဓာအောင်လေ့ကျင့်ပေးတယ်လို့မျိုးဖြစ်စေပြီးကိုယ်ခံစွမ်းအားကိုလည်းတက်စေပါလေနံပါတ်၃ ငါကျင်မှုကိုတက်တာစီခြင်းလေ့ကျင့်ခန်းတွေလုပ်ပြီးလို့ကြွက်သားတွေကြိုက်ခဲနေတာပဲဖြစ်ဖြစ်ခေါင်းနဲ့နဲ့ကြိုက်နေတာပဲဖြစ်ဖြစ်အဲ့လိုအချင်းဆိုရင်အကြိုက်ခဲပျောက်ဆေးကိုအရင်မတောက်လိုက်ပါနဲ့ရေနွေးနွေးလေးနဲ့ရေချိုးကြည့်ပါ ရေနွေးဟာငါကျင်မှုကိုတက်တာစီတဲ့အစွမ်းရှိပါတယ်အမျိုးသမီးအများစုခံစားရလိမ့်ရှိတဲ့ရာသီလဆင်းကြိုက်ခဲတာကိုလည်းရေနွေးနဲ့ရေချိုးခြင်းဖြင့်ကုတာနိုင်ပါတယ်နံပါတ်၄ပင်ပန်းနွမ်းနယ်မှုကိုတက်တာစီခြင်းအလုတ်ပင်ပန်းလိုပဲဖြစ်ဖြစ် စိတ်ပူစရာတွေကြောင့်စိတ်ပင်ပန်းနေရင်ပဲဖြစ်ဖြစ်ရည်သွေးလေးနဲ့ရေချိုးပေးခြင်းဟာတင့်ကိုလန်းစားတက်ကြွစေမှာဖြစ်ပါတယ်။နံပါတ်၅အစိတ်အတော့များကိုဖယ်ရှားပေးနိုင်ခြင်းအခုခေတ်မှာတော့လူအများဟာချွေးထုတ်ခန်းတွေမှာငွေကုန်ကြေးကျခံပြီးချွေးထုတ်ကြပါတယ်။ချွေးထွက်ခြင်းဟာခန္ဓာကိုယ်ကအညစ်အကြေးတွေကိုဖယ်ရှားပေးနိုင်လို့ပဲဖြစ်ပါတယ်။ရည်သွေးသွေးလေးနဲ့နေတိုင်းရေချိုးခြင်းဟာခန္ဓာကိုယ်ကအစိတ်အတော့တွေကိုဖယ်ရှားပေးနိုင်တဲ့အတွက်ချွေးထုတ်ခန်းသွားဖို့မလိုတော့ပါဘူး။ တင်းရဲ့ဇီဝရုပ်ဖြစ်ပျက်မှုကိုလည်းသင်ပြစေတဲ့အတွက်ဝိရှော့ဖို့ကိုလည်းအထောက်အကူပြုပါရစေ။အရေမတန်ခင်အိုမေးရျော့ခြင်းကိုလည်းကာဝယ်ပေးပြီးအရွယ်တင်နှုတ်ပြုစေပါရစေ။နံပါတ်6ဇပင်ကျန်းပါခြင်းတချို့လူတွေကရင်ရင်းနဲ့ရေချိုးခြင်းဟာဇပင်6ဒိတ်စီတယ်လို့ပြောတတ်ကြပါရစေ။အဲ့ဒါဟာမှန်တယ်လို့မဆိုနိုင်ပါဘူး။ရင်ရင်းနှွေးလေးနဲ့ရေချိုးခြင်းဖြင့်ဥယျာဉ်ပြားပေါ်မှာရှိတဲ့နောက်ကျောတွေကိုလှုပ်ဆော်ပေးနိုင်တဲ့အတွက်တင်းဇပင်တွေဟာတောက်ပြောင်ပြီးကျန်းမာလာစေမှာဖြစ်ပါရစေ။ နံပါတ်ခုအသားရည်အတွက်ကောင်းခြင်းကျမ်းမာတဲ့အသားရည်ဆိုတာတန်ရှင်းတဲ့အသားရည်ဖြစ်ပါတယ်ရည်နှွေးနဲ့ရည်ချိုးခြင်းဟာချွေးပေါက်တွေကိုပွင့်စေပြီးမျက်နှာပေါ်ကညစ်ကြေးတွေကိုတန့်စင်ပေးပါတယ်ဝက်ချံဖြစ်စေတဲ့ဘက်တီးရီးယားပိုးမွှားတွေကိုတန့်စင်ပြီးသားလည်းဖြစ်စေတာကြောင့်ဝက်ချံကူးသားရမှာအထောက်အကူပြုပါတယ်နံပါတ်၈သွေးလည်ပတ်မှုကောင်းစေခြင်းရည်နှွေးနဲ့ရည်ချိုးတာဟာသွေးလည်ပတ်မှုကိုကောင်းစေပါတယ်သွေးလည်ပတ်မှုမကောင်းတဲ့အခါသွေးတူ လေဖြတ်တာစတဲ့ယောဂါတွေဝင်လာတတ်ပါတယ်။သွေးလည်ပတ်မှုကောင်းခြင်းအပြင်ခေါင်းတစ်ချမ်းကယောဂါကိုလည်းတက်သားစေပါတယ်။နံပါတ်9အိမ်ီနှာစီယောဂါများကိုပျောက်စေခြင်း။ရင်းနှွေးငွေဟာအသက်ရှူလမ်းကြောင်းဆိုင်ရာယောဂါများကိုတက်သားစေပါတယ်။နှာခေါင်းပိတ်ခြင်းကိုတက်သားစေနိုင်တယ်လို့ဘက်တီးရီးယားပိုးမွှားတွေကိုလည်းတည်စေနိုင်ပါတယ်။နံပါတ်10အောက်စီတိုဆင်လေဗယ်ကို တက်စေခြင်း။အောက်စီတိုဆင်ဟာအချစ်ဟော်မုန်းလို့လူသိများကြပါတယ်။ စိတ်ပြည့်စည်မှုတွေစိတ်လှုပ်ရှားမှုတွေအတွက်အောက်စီတိုဆင်လိုအပ်ပါတယ်။ရင်းနှီးတဲ့ရေချိုးခြင်းဟာအောက်စီတိုဆင် level ကိုမြင့်တက်စေပါလို့နေရထိုင်ရတာပိုကောင်းစေပါတယ်။ဒီအချက်တွေဟာရင်းနှီးတဲ့ရေချိုးခြင်းကြောင့်ရရှိတဲ့အကျိုးကျေးဇူးတွေဖြစ်ပါတယ်။ကဲတင်ပေါ့ဘယ်ရင်းနဲ့ရေချိုးလို့ရှိတယ်လဲ။ရင်းနှီးနဲ့လားရေအင်းနဲ့လားအဲ့ဒီအခြေအနေမှာအချမ်းသက်သာအောင်ရင်းနှီးတဲ့ရေချိုးရင်ကျမ်းမာလှပခြင်းဆိုတဲ့အပူလက်ဆောင်လေးတွေကိုရယူကြရအောင်။